အားလုံးပဲမင်္ဂလာပါရှင်။ဆီယမစပယ်ဖြူနူရေးသားထားသောမြောက်ဖြားက လွန်ရာသည်ဝိတုရှိကို အပိုင်း21အနေဖြင့်ဆက်လက်ပြီးတော့မြောက်ဝေဖက်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရှင်။အားလုံးမင်းသားတော်တာစင်ခံစားပေးကြပါအောင်နော်။ ောက်ဖျားက အလွန်ရာသည် အပိုင်း27အိမ်ထဲမှာငါဘယ်သူကို တွေ့လိုက်ရသလဲသိလားဗမာစစ်သားလေးပေါ့မိနွေရေဗမာစစ်သားလေးကိုငါအိမ်ထဲမှာတွေ့လိုက်ရတာပေါ့တယောက်ယောက်ကများနင့်အိမ်မှာဗမာစစ်သားရောက်နေတယ်လားပြောရင်ငါယုံခဲ့မှာမဟုတ်ဘူးအိမ်ရှင်မရှိတဲ့အိမ်မှာမဟုတ်တာ အနုရှိသားပဲနော်အခုတော့ငါမယုံနိုင်တဲ့မြင်ကွင်းကိုငါကိုယ်တိုင်မြင်လိုက်ရတာပဲ ငါစောစောကပြောသလိုအတန်ပေးပေးမယ်အနူးထွက်မလာတဲ့အခါ"အော်မိဖို့ကြောင်းထဲမှာရှိမှာပဲ"လို့တွေးရတယ်။မိဖို့ပဲသွားကြည့်တော့လေမတွေးပြန်ဘူး။ရွာတဲကတအိမ်အိမ်မှာအလဲရောင်နေမှာပေါ့လေ။အပြင်ကမ်းမှာတော့အနူးအိယာပုံကိုတွေးရတယ်။အနူးကပြင်ကမ်းမှာအိတာကိုဒါနဲ့လွယ်လာတဲ့ပလိုင်းကိုချအဝတ်လဲအောင်မယ်လို့တွေးရင်ငါတို့အခန်းတကာကိုလှက်လို့ ဝါတကားလေးမို့အတန်ခက်သက်သက်မြည်သွားတယ်။အခန်းထဲကိုဝင်မလို့ခြေလှမ်းပြင်မိပေမဲ့မဝင်မိဘူး။ငါခြေတော့ကမြေပေါ်ကအကြွမာရင်ရက်သွားရတယ်။အိုးငါပါဇက်ကလက်ဝါးနဲ့အုပ်ပြီးအံ့ဩမြည်တမ်းမိတယ်။မြင်ရတဲ့မြင်ကွင်းကိုပဲငေးကြောင်နေမိတယ်။ငါတို့အခန်းထဲမှာကောင်းလေးတစ်ယောက်ရောက်နေပါလားကွယ်။သစိမ့်မတကယ့်ကိုသစိမ့်သူ့မျက်နှာကိုငါမသိတာအသေးအချာပဲ။ ကချင်လူမျိုးလည်းမဟုတ်ဘူးလေသူကအိယာတွေလင်းနေတယ်ဆောင်းကိုလည်းဖင်းအထိဆွဲချုံလို့မျက်လုံးကိုမှိတ်ထားရင်လဲနေတာ တကားဖွင့်တန်ကြတော့သူကမျက်လုံးဖွင့်ကြည့်တယ်သူ့မျက်လုံးမှာတွေ့လိုက်ရတာအလန့်တကျအရိပ်သူကအိယာတွေကနေငောက်ခနေထားထိုင်လိုက်တယ်သူရောငါရောတယောက်ကိုတယောက်အပြန်အလန့်စူးစမ်းနေကြတယ်သူကလည်းအထိတ်တလန့်ငါကလည်း တန့်တော်နေပဲအေးမကော့နင်ပြန်ရောက်နေသလားဆိုတဲ့အနုအတန်ကြားရတော့ငါလှည့်ချင်မိတယ်အနုကပဲသေးတော့မုံရင်ဖြုံသီးတွေထည့်ထားတဲ့ပလိုင်းသေးလေးလွှဲရင်းငါနောက်ကျောမှာရက်လို့ရွာတဲ့ကပြန်လာပုံပဲငါအနုကိုစကားမပြန်နိုင်ဘူးအခန်းထဲကဘသူလဲလို့အတန်ထွက်မမေးပေမဲ့မိငုံးပါတဲ့မျက်လုံးတွေနဲ့ပဲကြည်နေမိတယ်အနုကပလိုင်းကိုချတယ် စိတ်မပူနဲ့ခလေးဒါသမီးကြီးလေသူပြန်ရောက်လာတာနော်အနူကဗမာလိုတလေပြောရင်အပြင်ခန်းမှာပဲထိုင်လိုက်တယ်အကန်လေးကကောင်းလေးကတော့စူဇန်လာတဲ့ငါမျက်လုံးကြောင်မလားသူ့ဘာသာအိတ်ချင်းစိတ်မပြေသေးတာလားမသိမျက်လုံးမှိတ်သွားပြန်နေငါအခန်းတကားဝါကနေလှည့်ပြီးအနူအနာမဝင်တိုင်မိတယ်အဲ့ဒီနောက်တော့သူဘယ်သူလဲလို့ငါမမေးခင်မှာပဲအနူကစက်ကြောင်ပြန်တော့တာပဲ အခန်းထဲကကောင်းလေးဟာဗမာစစ်သားလေးတို့လည်းအဲ့ဒီတော့မှသိရတယ်။တိုက်ပွဲမှာလက်မောင်းကိုကြည်စံရှက်ထီလာတာတဲ့။တော်ထဲမှာအပြားရှိန်မှရောပြီးတတိမိတလူဖြစ်နေကြတာပေါ့လေ။နောက်တော့လေမျက်စိလေးလမ်းမပြင်းရွာပဲရောက်လာတဲ့။အနူးအိမ်စီရောက်လာတဲ့။ကောင်းလင်းကူစေးမြင့်စေးဥတွေနဲ့စေဝါကုပေးပြီးနာနေစေတာလို့အနုကပြောပြတယ်။သူမသိစေချင်တာမပါပေမဲ့ မိသားစုချင်းပြောရင်အချင်းပါနေတာကြောင့်ကချင်လိုပဲပြောကြတာပေါ့လေသူလဲတရင်နှစ်ရက်ဆိုအားပြပြီးပြန်နိုင်ပြီလေဒုက္ခရောက်လာတဲ့ဟာဘလို့ပဲဖြစ်ဖြစ်ကုညီရမှာပေါ့စစ်ဖြစ်တာကဖြစ်တာပဲเนาะမာကောဗရန်ဆိုင်အရွယ်ဆိုတော့ဒုက္ခရောက်နေတာမြင်ရတော့လဲငါပြစ်မထားနိုင်ဘူးငါအနုစိတ်ကိုနားလဲပါတယ်အနုနေရာမှာတခြားသူတွေဆိုလဲဒီလိုပဲနေမှာပါပဲ လူတယောက်ကိုရှိမှဒုက္ခရောက်နေရင်ရန်သူပဲဖြစ်စီအောင်တော့အမုန်းစိတ်ကိုမွေးဖို့ဆိုတာတကယ်တော့တော်တော်မလွယ်တဲ့ကိစ္စပဲနော်ငါရောက်ကြလဲစစ်ထဲမှာသူတာမျိုးတစ်နေ့မကြုံရဘူးလို့မပြောနိုင်ဘူးငါမှစကမ်းမှသာ အစားအသောက်ပုံမှန်စားနေရတယ်မနှွေထွေးလာပေမဲ့လုံခြုံရမှအိပ်စက်နေရတယ်သူဘယ်နှစ်ဘယ်မှာများဘလို့တန်ရာမျိုးနဲ့လဲနေမလဲ အစာရေစာငတ်ပြတ်နေမလားဘလို့အခက်ခဲတွေကို ရင်ဆိုင်နေရမလဲတွေးပူနေရတာပဲသူ့ကိုတတိယတော့လဲအခန်းလေးကကောင်လေးဟာ စာနာစရာ ဖြစ်ရပါရော့ကွေဒါပေမဲ့လေသူတို့တွေဟာတယောက်ကိုတယောက်အပြန်အလှန်ပြစ်ခတ်နေရမှာဇော်ဆိုင်တဲ့အဲ့ဒီကောင်လေးဟာစစ်မြေပြင်မှာတော့ရန်သူတွေဖြစ်ရင်ဖြစ်နေရမှာကို တွေးမိတော့လဲအဒီလိုဖြစ်အောင်ဗန်ဒီခဲ့တဲ့အเจ้าအရာတွေကိုပဲအပြစ်ဆိုရတော့မလို့ပေါ့ ဆိုဆိုင်ကတော့အမှုပညာရှင်ဖြစ်ချင်ခဲ့တဲ့သူအခုတော့တနတ်ကိုင်းတို့သူဖြစ်လိုက်တဲ့ကြည်တောင်ကလူတယောက်အသက်ကိုချွေးသွားတဲ့အချိန်မှာဇော်ဆိုင်ဘလို့ခံစားရမလဲဒီကောင်းလေးရဲ့ငယ်ဘဝအိမ်မက်ကရောဘာပါလဲကြောင်းစရာ ဖြစ်ချင်းခဲ့မလားဆရာဝန်ကြီးလုပ်ချင်းခဲ့မလားတနတ်ကိုင်းနေရတဲ့ဘဝကိုကောသူနေပြောရဲ့လားအတွေ့တွေများလာတော့ငါသက်ပြင်းချမိတာပေါ့ဟေတကာတလီကြတော့လေ တိမ်မတွေးတာပဲကောင်းပါတယ်နော်အနူးကိုကြည်ရတာတော့ကျမ်းမာလာတဲ့မဟုတ်ပေမဲ့ရှင်ရှင်လန်းလန်းရှိတာပဲဒီလိုမြင်ရတာက ခရီးဝေးကိုဖြတ်လာရတဲ့ငါအတွက်စိတ်အေးစရာဖြစ်ရတယ်ငိုင်ကားဖြင့်အနူးကိုစိတ်ပူလိုက်ရတာအနူးကသူများကိုတောင် ပြန်ပြီးပြုစုနိုင်သေးတယ်အနူးကိုချမ်းချမ်းမာမာမြင်ရတာတော်သေးတယ်ကိုကုတ်ကိုလည်းကယူဆိုင်နော်ငိုင်ကတရက်လောက်နေပြီးပြန်ရမှာ အနုကစိတ်ချပါဆိုတဲ့အပြုံမျိုးနဲ့ပြုံနေတယ်။ဘဝမှာအချိန်အဆုံသူတွေကို ခွဲဖို့ကံကငါ့အတွက်ဘာလို့များဖန်လာရတယ်မသိပါဘူးဟဲ့။အနုကိုမကြခင်ထားခင်ရပြန်တော့မယ်ဆိုတဲ့အသည့်ကငါ့ကိုနှိမ့်ဆက်တယ်။ပြုံးရဲ့ပြေစကားပြောရပေမဲ့ငါရင်ထဲမှာမကောင်းပဲ။အနုကိုငါနောက်လိုက်ခဲ့မလားလို့မေးတော့အနုကရဲတယ်။ဒီနောက်ခင်ကြီးအဝေးကြီးကို သူဘယ်လိုလိုက်ရမလဲတဲ့။လံဝေဝေရှောက်ရင်နေလို့မကောင်းဘူးတဲ့။ ဒီမှာလည်းနေခဲ့တဲ့သူတွေနဲ့အပေါ်ရပါတယ်ဒီအင်ကိုလည်းစိတ်မချဘူးဒီမှာပဲနေချင်နေတယ်လေနောက်ဆုံးတော့ငါပဲလက်လျှော့လိုက်ရတော့တယ်ဟဲ့အဲ့ဒီနေကညစာစာကြတော့အနူးရဲ့ငါရဲ့ကောင်းလေးရဲ့အနူးနဲ့လက်ဆောင်စားရပြန်တဲ့ညစာဟာငါအတွေ့အတော်ကိုမြင်တာပါပဲအနူးချက်ကျွေးတဲ့ထမင်းဟေးပူပူကစကမ်းမှာစားရတဲ့ထမင်းထက်အပြန်တရာတာတာပေါ့ဟဲ့ ငါကလွန်လွန်နဲ့မမက်မောမောစားတယ်လို့ကောင်းလီကတော့နလန်ထစလူမမပီပီခေါင်းမဖော်တန်းစားတာပဲအနူးကတော့ကောင်းလီကိုအပြုံးရိပ်နဲ့သဘောတကြကြည့်လို့ငါမောင်လီဘရန်ဆိုင်ကိုကြည့်တတ်တဲ့အကြည့်ပေါ်လီအနူးအချိကိုတတိထားကြည့်ရင်နဲ့ကောင်းလီကိုပါအကဲခက်မိတယ်အသက်ကအလွန်ဆုံးရှိမှ89ပေါ့နူနယ်သေးတဲ့မျက်နှာလေးကနေလောင်လို့ညိုတူတူစပင်က တူတူကက်ကက်ညက်ထားတော့ကလေးမျက်နာလိုလိုထင်ရပြန်ရောဗရန်ဆိုင်နဲ့ရွေတူဗရန်ဆိုင်အဝိထွေကိုဝစ်ထားပြန်တော့လေအနူငေးရင်ငေးချင်စရာနော်သမင်းပလောက်ပလောင်စားနေတဲ့အဲ့ဒီကောင်လေးခေါင်းတစ်ချက်မော့လိုက်တော့သူနဲ့ငါအကြည့်ချင်းတက်တဲ့စုံနေသူမျက်လုံးလေးတွေကငါကိုစိတ်နေလို့မရွတ်မရေဖြစ်ရတဲ့အရေးတွေနဲ့ငါမရွရွယ်ပါပဲပြုံးပြလိုက်မိတယ်ငါအပြုံးကိုမြင်တော့လေသူကတုံ့ပြန်ပြုံးလို့ သူ့အပြုံဟာမျက်လုံးမှာပါအရိတ်တနေလူငယ်တယောက်ရဲ့ရိုးသားတဲ့အပြုံရိပ်ပေါ်လီသူ့မှာငါအနူလိုတော့အပြန်ကိုမျောနေတဲ့မိခင်ရှိမှာပဲသူ့သားလေးစင်မြေပြင်က ပြန်လာနိုးပြန်လာနိုးစောင့်စားနေမဲ့မိခင်ရှိမှာပဲအဲ့ဒီမိခင်ဟာညညအိမ်မဆိုးရိမ်မဲ့ရင်တော့ကများတတ်တဲ့မိခင်မျိုးလားသားလေးပေးရန်ကင်းစီဖို့အမြဲစုတောင်းနေတတ်တဲ့မိခင်မျိုးလားဒီအရွယ်ဆိုတော့ချစ်သူလည်းပဲရှိရင်ရှိမှာ ူလည်းသူ့မိခင်သူ့ချစ်သူနဲ့အသက်ရှင်နဲ့ပြန်ဆုံပါစေ။ငါလည်းစောဆိုင်ကို အသက်ရှင်နဲ့ပြန်ဆုံပြရစေ။စစ်ဟာငါတို့တွေကိုတီကွဲမခွဲလိုက်ပါစေနဲ့။စူတောင်းကငါရင်ထဲမှာမြည်ဟိနေတယ်။နောက်တရက်နေပြီးတော့အနူးကိုနှုတ်ဆက်ရတယ်။ငါတို့တွေရွာကိုနှုတ်ဆက်ရတယ်။အတူလာသူချင်းစုပြီးပြန်ကြတယ်။အလာခင်ကြီးတုံးကရေသံတွေနဲ့အသက်ဝင်သလောက်အပြန်ခင်ကြီးကတော့တိတ်ဆိတ်လို့ ကိုအတွေးနဲ့ကိုနောက်တစ်ချိန်ရွာကို ပြန်လာပြဖို့ဘလောက်ကြာအောင်မဲဆိုတော့ဘယ်သူမှမသိနိုင်ဘူးလေ။နေမီအခြေအနေဟာတရက်နဲ့တရက်မှန်းလို့မှမရဘဲနော်။ငါလေးစကန်ကိုစိတ်စိတ်ဆိုင်ဆိုင်နဲ့ပြန်လာရတော့ငါတို့အိမ်ကစစ်သားလေးဘလို့ပြန်သွားသလဲဆိုတာတော့ မသိနိုင်တော့ဘူးပေါ့။အနူးကိုနောက်တစ်ချိန်တွေ့မှပြန်မရမယ်စဉ်းစားထားပေမဲ့တကယ်တမ်းတော့ငါတို့အတွင်နောက်တစ်ချိန်ဆိုတာမရှိတော့ဘူး။အဲ့ဒီနေ့က အနူးကိုနှုတ်ဆက်ခဲ့ရတာဟာငါဘဝမှာနောက်ဆုံးအချိန်ပဲလေပြန်ငဲ့ကြည့်တော့မြင်လိုက်ရတဲ့အနူးမျက်နှာဟာငါအတွက်တော့ဘယ်တော့မှမမေ့တော့မယ့်မျက်နှာပါပဲသားသမီးတွေတယောက်စီကိုအကြောင်းတစ်ခုစီကြောင့်ယနေ့ကခဏခဏခွဲထုတ်လိုက်ရတဲ့မိခင်တယောက်ရဲ့မျက်နှာကိုနင်မြင်ဘူးတယ်မဟုတ်လားအဲ့ဒါငါနောက်ဆုံးမြင်လိုက်ရတဲ့ငါအနူးရဲ့မျက်နှာပါပဲငါတို့နိုဝင်ဘာမှာ စစ်ပြေခဲ့ကြပြီးတဲ့နောက်တောင်ယာစိုက်ခွင့်မရှိတော့တဲ့နောက်တစ်နှစ်တောင်ယာစိုက်ရသည်မှာငါအနုဆုံးသွားတယ်ရွာမှာပဲခြံခဲ့တဲ့လူကြီးတွေဝိုင်းပြီးအနူးရဲ့နောက်ဆုံးခရီးကိုဝေပြုစုတောင်းပွဲနဲ့အတူစီစဉ်ပေးလိုက်တဲ့ဆိုတဲ့သတင်းစကားပဲငါစီရောက်လာတော့တယ်။အဲ့ဒီနေ့ကငါရဲ့ကပားတချမ်းပြိုတဲ့နေပေါ်မိနွယ်ရဲ့ငါတနေ့လုံးငုံမိတယ်။အနူးရဲ့နောက်ဆုံးအချိန်ကိုမမြင်လိုက်ရတာကိုငါအယဉ်နာဆုံးပဲ။ စစ်ဟာအနုနယ်ငါကိုတေခွဲခွဲခဲ့ပြီစစ်ကြောင်းတည်တော်မဟုတ်ပေမဲ့စစ်ကြောင်းမဲမိခင်ရဲ့နောက်ဆုံးအချိန်မှာ အနာမနေခွင့်မရလိုက်တာပေါ့ငါအနုတည်င်ကိုကြာရတော့အနုကိုတကြိုပြီးတာပဲဆဲရဲကြော်ခဲ့ပြီသားသမီးတယောက်မှ အနာမမရှိပဲနောက်ဆုံးအချိန်ကိုရင်ဆိုင်သွားရရှာတယ်တရက်နှရက်လောက်ထမင်းတောင်မစားနိုင်လောက်အောင်ငါပြိုလဲပြီးတဲ့နောက်တားရင်ကိုတန်ကြတော့အိမ်မက်ကနိုးတယ်လို့တတိယလာပြန်နေတယ် ငါဝမ်းနေနာကျင်နေလို့မဖြစ်သေးဘူးလေမနှက်ဖက်ကရှိသေးတာကိုငါသားလေးရှိသေးတာကိုဘဝကိုလွယ်လွယ်နဲ့လျှော့အယုံပေးလို့မဖြစ်ဘူးလေလာမယ့်နှစ်ဆိုငါသားလေးကြောင်းနေရတော့မယ်ဒုက္ခတွေစကန်ကကလေးတွေအတွက်ဖွင့်ထားတဲ့ကြောင်းလေးဟိုနားကတောင်ပေါ်မှာရှိတယ်အဲ့ဒီမှာဓာရမှာပေါ့ကြောင်းစိတ်ပါညာစိတ်ပူစရာမရှိပေမဲ့ငါသားလေးပြည့်ပြည့်စုံစုံနေစေခြင်းနဲ့စေတနာကတော့အပြည့်ပါပဲငါအလုတ်ကြိုးစားရအောင်မယ်လीနော် ဒုက္ခသင်စကံမှာနေရတော့အလုတ်ကြိုးစားမင်းပြောတာကလည်းရေစရာတော့ဖြစ်နေမလားမသိဘူးလေဒါပေမဲ့ငါတကယ်အလုတ်လုတ်တာသိလားဟိုးကနေမြင်ရတဲ့လေခွင်းပြင်တွေကငါတို့လူလူတွေရဲ့အလုတ်ခွင်းပေါ့ဟင်အခုဆိုကောင်းရိပ်ချိန်ဆိုတော့ကောင်းရိပ်ရတယ်တရက်ကို2000ရတယ်မြန်မာငွေ2000နင်းအံ့ဩသွားလိုက်တဏီကုံခချုပ်ပြီးတော့မှငွေ2000ဆိုတာနင်းအတွက်အံ့ဩစရာဖြစ်ရင်ဖြစ်နေမှာပေါ့ဟင် ဒါပေမဲ့ငါတို့အတွက်တော့အဲ့ဒီနှစ်ထောင်ကလေးတော်တော်တန်ဖိုးရှိပါတယ်။ငါတရက်တရက်မိုးလင်းလာရင်အိယာကနိုတာနဲ့ကလေးဝေယာဝက်ဆလုပ်တယ်။တမင်ဟင်းချက်တယ်။အလုံးရှိတဲ့နေဆိုသားကိုအတော်နဲ့ဓာပြီးအလုတ်သွားတယ်။အလုံးမရှိရင်ဒီရှိကမြေခွက်ကလေးမှာစိုက်ထားတဲ့စိုက်ခင်းလေးတွေပေါင်းမြက်တင်တာရေနှောင်းတာလုပ်တယ်။တချို့နေတွေဆိုရင်တော့ပလိုင်းတစ်လုံးလွှဲပြီးဟိုးဝေဝေကတောင်ပေါ်မှာထင်းသွားခွေရတယ်။ညနေဆိုရင်တော့ညစာချက်ပြန်ရော့ ဒီလိုနဲ့ပဲတနေ့တနေ့အချိန်တွေကုန်သွားတာပေါ့ဟေ။နေ့လည်နေခင်ပဲအာနေရင်တော့ဒီနေရာလေးမှာထိုင်နေရတာပေါ့။ထိုင်ရင်ဟိုးတောင်ကျောပေါ်ကုန်ကြီးရတယ်။ငါတို့အိမ်ပြန်လန်းလေးဒီရွာကိုအလွမ်းဆုံးအချိန်ကတော့ဟိုးဟိုလေခွင်တွေဝါဝဲနေတဲ့အချိန်။နောက်ပြီးကောက်ဆိုင်တဲ့အချိန်တွေပေါ့။ငါတောင်ရကိုလွမ်းနေ။နေဝင်ချိန်ဆိုလဲငါရွာလေးကိုလွမ်းရတယ်။အခုဆိုရွာမှာလူကြီးသူမတွေလည်းမကြံတော့ဘူးလေ။ ိမ်တွေမှာနေတဲ့လူမရှိတော့ဘူးဆိုတော့အိမ်လေးတွေလည်းပြက်လောက်ပြီးငါမြင်ခဲ့သလိုခြုံတွေပိတ်တာကပိတ်ပြိုတဲ့အိမ်ကပြိုလောက်ပြီးငါအဖြစ်ချင်းဆုံးဆန္ဒရလားအဲ့ဒါကတော့အိမ်ပြန်ချင်တာပေါ့ဟင်ဇော်ဆိုင်ကိုလည်းအိမ်ပြန်လာစီချင်တာပေါ့စစ်ကြည့်ပြီးသွားစီချင်တာပေါ့နောက်ဘယ်တော့မှမဖြစ်စီချင်ဘူးပေါ့ပြောတာပြောရတယ်အိမ်ကလည်းဘယ်တော့ပြန်ရမယ်မသိဘူးလေငါတို့တွေစာပြေးရတော့ကပွဲတော်ထင်းပြီးကလေးတွေက လူစု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 နေရတာကိုပျော်နေကြသေးတာသိလားအခုတော့သူတို့ကလူကြီးတွေကိုမေးလာကြပြီဒီတကာပွဲတော်ကကြားလိုက်တာတဲ့မပြီးသေးဘူးလားတဲ့ငါတို့မှငိုချင်ရဲ့နဲ့ရင်နေရပါရောငါအကြောင်းကဒီလောက်ပဲထားပါလိနင်ပြန်မယ့်အကြောင်းပဲပြောရအောင်မနဲ့ဖက်နင်ပြန်မှာမဟုတ်လားနင်မပြန်ခင်တော့ငါစီမလာနေတော့နော်နင်းကိုမျက်နှာချင်းဆိုင်နှုတ်ဆက်ဖို့ငါအားရှိမှာမဟုတ်ဘူး နောက်တခါဘယ်တော့ပြန်တွေ့မယ်မှန်းမသိတဲ့ငါချစ်ဆုံးတငယ်ချင်းကိုငါဘလို့နှုတ်ဆက်ရမလဲဟဲ့။နင်ပြန်မယ့်အချိန်ကငါကိုပြောမနေ့စနေလားဟုတ်လား။အေးအဲ့ဒီအချိန်ကျရင် ဟောဒီနေရာလေးကိုလှမ်းကြည့်လိုက်။ငါမတက်ရက်နေမယ်နော်။ငါလည်းနင်ရှိမဲ့အဲ့ဒီဘက်ကို ကြည့်နေမယ်။နင်လည်းငါမြင်အောင်ထိတ်နာအထိရှောက်လာပြီးရက်နေပေါ့။ဘလောက်အဝေးပဲဖြစ်ဖြစ်လူရိပ်မြင်တာနဲ့နင်မှန်ငါသိမှာပါ။ဒီညတော့ နင်းကိုလက်ပြနှုတ်ဆက်ဖို့ငါအောင်မွေထားရအောင်မေမိနွယ်ရေဆောင်းနေတဲ့ကင်းသည်အေးမြမြအဆောင်တွေ့ကိုဝေယုံလေးရဲ့အင်ကောင်းပါတို့ဆိုင်ရောက်လာလိမ့်ပြီတောင်နှန်းသွေများသည်နင်းမြူရိပ်ဖြင့်မိုင်းမုံလေးရဲ့လေပြေကားတုံတုံတိုက်ခတ်လေးနင်းမြူတို့၏ထူထပ်သော အဖြူရိပ်ကြား၌တောင်တန်း၏စိမ့်များခြင်းစကန်တန်လျားနှင့်အိမ်လေးများ၏ခေါမိုးပြလွင်ခြင်းတို့ကသာမဝိမရေတို့တွင်လာသည်အောင်ထင်မှတ်ရ၏ အကန်တွေကထွက်လိုက်သည် ဆိုရင်ပင်နနစ်ခင် လွမ်းစပယ်မြင်ကွင်းကိုကျမတွေ့ရပါသည်ညကကောင်းစွာအိမ်မပျော်ခဲ့သည်မို့ကောင်းကမကြည်လင်သို့တော်လည်းအိမ်ရှိမြင်ကွင်း၌နှင်းမြူရိတ်လွမ်းသောတောင်တန်းတောင်ကျောများ၏အလားကကျမစိတ်ကိုညှို့ငင်လိုက်သည်တက္ကနာတော်စိတ်နှလုံးသည်ကြည်လင်လန်းဆန်းလာ၏တက္ကနာမြတကယ်ကို တက္ကနာများပင်ဟိုဟိုဒီဒီအကြီးကျွေးသောမြဝင်းကတနေရာ၌ရတန်ရသည်မြင်းမြင်းလျာမြင်ကွင်းကမှုံဝါသည်မို့ နုံမိုင်တို့တန်လျာလေးရှိရာ တောင်ကျောထိပ်ကိုပြီးသားစွာမမြင်ရသို့သောဒိုနီယာတို့ပင်စိတ်မန်းနှင့်ငေးမျောနေမိသည်စိတ်ကယုံကြည်ပင်နွမ်းလျာလာပါသည် ခွဲခွာရမည်ဒီနေ့ခွဲခွာရမည်အခွဲခွာသည့်အင်ကောင်ပါ၌အရေးထင်ခဲ့ပြီးနုံမိုင်ဆိုခဲ့သလိုနောင်ပေသောအခါပြန်တွေ့ရမည်ဟုကျမတို့မသိမမျောလင်းနိုင်စစ်စီကျမတို့ကိုအပြစ်သက်ခွဲလီမလားတဖန်ပြန်ဆုံနိုင်သေးသလားအခုတော့ကျမတို့ပြောနိုင်ကြမည်မဟုတ် ပြန်ဆောင်တွေ့ကြိုက်စိတ်ကြည်မွေရခြင်းသည်ခွဲခွာခြင်းညနေခင်းတိုင်းတော်လွင်ပြောက်ပါတော်သည်တဖန်မြည်ကြမည်ဖြင့်ဤသို့သောဒီလိုနေရာ၌ထီးထီးကြံရမည်သူရှိနောက်တစ်ချိန်မြည်မကြလို့မြည်သည်သူအတွက်စိတ်နာခြင်းပွဲအမတ်တရားလိုမချမ်းရစေလို့နောင်ကျမအကြောင်းပြန်တွေ့တိုင်းဒီမြည်များကိုသူတတိတရားရှိမနေစေလို့ပါမြည်များကသူစိတ်နှလုံးကိုရိုက်ခတ်မည်သို့သာကျမခံစားရသည် ဒါနှင့်ပင်သူ့ကိုနှုတ်ဆက်ခွဲခွာ၍အတော်ဝေဝေသို့ရောက်သည့်အထိမျက်ရည်တပေါက်မှမကြာလာအချိုထောက်သူအဖွဲနေလဲစကားတခုံးမဆိုပြီးအကန်သူပြန်ရောက်တော့သူအကြောင်းကိုသာငြိမ်ငြိမ်သက်သက်တွေးမိပြန်သည်ညနေခင်ကျမမပြန်မီထမင်းကျွေးချင်းရှာသည်ကိုတတိယလာပါသည်ထမင်းကအစင်သင်ရှိသည်တဲ့ဟင်းချင်ရင်ခနာပါရဲလီပထမတော့အတန်တန်ညင်းသေးသည်သို့တော့သူကမလျှော့နောက်တကောင်ဘယ်တော့မှလက်ဆုံစားနိုင်မလဲဟဲ့ ဟုဆိုတော့ကျမခေါင်းငင်ရပါတော့သည်ကျမတို့သည် သူဆိုင်ပြိုးထားသည့်ခြံဝိုင်းလေးထဲရောက်ကြသည်တနိုင်ဆိုင်ထားသော ရိတ်ခါဆိုင်ခင်းများပင်ချင်မောင်ပဲသည်ဘူသည်စသည် သူကပဲသည်များစသည် ချင်မောင်ညွတ်များလည်းကိုသည်ငရုတ်သည်နည်းနည်းစသည်ကောရခါသည် နုနုကိုပြန်သည်ဖယုံသည်လည်းပါသည်အခန်းပြန်ရောက်တော်မီကမှွေပြီး ရေနွေးအိုးတအိုးတဲသည်ကော်ဖီကြိုက်တဲ့တော့ကျမအတွက်ဖြောတက်ရန်ကော်ဖီတထုပ်ပင်မရှိသည်ကိုသူကဝမ်းနေနေရှာသည် သူမျက်လုံးများကဝမ်းနေတဲ့ငယ်ရိတ်ကိုကျမမမြင်ရဲ့နေကင်းကြော်ရင် ကော်ဖီမတောက်ဖို့ပြတ်ထားတယ်ဆိုတော့မှစိတ်သက်သာရာရဟန်စိတ်ချမ်းသာစေရန်လိမ်နေရသည်ကိုတော့နူးမိုင်ခွလမြင်ထင်ပါသည်ဟင်းရွက်များကိုအတူချွေကြတော့လဲအတိတ်တီလွမ်းစပွဲပြေလာပြန်သည် ငယ်တုန်းကကိုရင်သူအိမ်ကဟင်းချက်ဆရာများယူကဝင်းမတို့အိမ်နောက်ကမြေကွက်လနိုင်ချက်စားကြသည်သည်ဝင်းမတို့အိမ်နောက်ဘက်ကသပင်အုံမှာအိမ်နှင့်လှမ်း၍လုံခြုံသည် လူကြီးများမရှိသည့်နေမျိုးတော့ရွေရပါသည်ကျမတို့တက်သည်များမသည်များချက်ပြုတ်ကဘဝတွင်ဒီမြအရာသာရှိတာတစ်ချိန်မှမစားဘူးလျံစားတော့ကြရသည် လူကြီးတွေဒီလိုစုပြန်တော့လဲတက္ကနာပါပဲနောက်တစ်ဖန်တကြော့ထက်လောက်ကြပြန်ပါသည် ယခုတော့လေတငယ်ချင်းတယောက်မှမီးဖို့ရှိတကြော့ပြန်ဆောင်ကြပြီဒီတစ်ချိန်တော့ငယ်နူစင်ကလိုအရာရာဒီရေမောပြော့ရှင်ပွဲမဟုတ်ပြီနှုတ်ဆက်ညစာဖြစ်ဒီကိုဘယ်သူမှတတိမပေးတော့လဲနှစ်ဦးလုံးတတိတရားရှိနေသည်မီးဖို့ကန်သည်ပြီအလွမ်းဇဝင်ကန်တခုလိုမီးတော့မီညွန်များကတလူလူတက်လျေမိကုံးငွေများကလည်းလေယူရဝေးဝိုက်ကခေါမိုးတက်စီတို့တိုကန်လျေမိဖို့ကန်သည့်အလင်းရောင်ပင်များစွာမရှိ မိုင်းမိုင်းမုံမုံ ချက်ပြုတ်နေခိုင်ပင်သားလေးကနိုးလာပါသည်။သစင်းဖြစ်သောကျမကိုစူဆန်းလေးရဲ့နှုတ်မိုင်နဲ့တူလာသည်လည်းမဟုတ်။မျိုးလုံးလေးသာခက်ဆင်ဆင်တူခြင်းသည်။အဖေတူလေးလေး။ဒါကြောင့်ကြည်နေတာနင်းနေတူတာမျိုးလုံးလေးပဲရှိတယ်ရော။ဒီသားကအတွေ့တိုင်းတတိယရအောင်များသူ့အဖေနဲ့တူအောင်မွေးမိသလားမသိပါဘူးဟဲ့။မိကိုမော်လိုက်တာဟိုမျိုးဝင်းများအားတစ်ချက်တွတ်တုတ်ဒီကိုကျမစာနာစွာငင်းနေမိပါသည်။ တောင်းငယ်ကအနာတို့ကပ်ပြန်တော့လဲမိခင်မှာအလိုလိုပြုံးရွှင်လာရသည်ကျမသည်ကလေးကိုမြူရန်ကြိုးစားတော့လဲမအောင်မြင်စိမ့်နေသည်မို့ကလေးကမိခင်ဤကြောနောက်ကသာခိုးငင်းနေပါသည် နောက်တော်နူမိုင်ကဘာပြောလိုက်သည်လဲမသိလက်အကန်း၌ကလေးကရင်ခွင်ထဲရောက်လာသည်အနူးငင်ငယ်ကတငယ်ချင်းအဝေးကြီးကိုပြန်ရတော့မလို့ပြောလိုက်တာဒီတော့မှကျမရေမောရပါသည်ကလေးကတော့ကျမကိုစူးစမ်းမြင်မျက်ဝန်းများနဲ့မျှော်ကြည့်လျက် ီတစ်ချိန်တော့မျက်ဝင်းလေးများ၌အပြုံးဟိတ်ကိုမြင်ရပြီးကြည်လင်သောဖြူတဲ့မျက်ဝင်းများအိုကောင်းကိုဖွားဖွားညင်သာတက်ပေမိသည် ချစ်ခင်လိုက်လေသောစိတ်ခံစားမှုနှင့်ကလေးကို ထွေးဖက်ထားမိသည်ဒီကလေးလေးနောင်နေဆိုကြောင်းနေရတော့မီဒုက္ခတဲ့စကံကကြောင်းသည်သူပထမဆုံးပညာစည်းမှုရပြက်လာတော့မီပင်တိရဆအရွယ်၌အိမ်ဟုတင်မရမီနေရသည် ဒီတန်လျာကအခန်းလေးဖြစ်နေတော့တာဘလောက်များဝနေစရာ ကောင်းပါသနည်းဖားခင်မရှိသည့်ကာလာများကိုဘဲသူဘဲပုံနာလိန်ကြောဖြန့်ခဲ့ပါသနည်းအကယ်၍များစစ်တီသူတို့သားဖတို့ကိုအပြေးပိုင်ခွဲလိုက်ပြီးဆိုကြပါစို့ကလေးစိတ်တွင်တန်ရာတခုကိုတသက်လုံးတင်ထားတော်မြည်တင်ဤယခုလဲစစ်ကသူ့အတွက်တန်ရာမဖြစ်စေဘူးမပြောနိုင်ကလေးတယောက်ဤလန်ဆန်မြူပြခြင်းပျောက်ဆုံးနေသလိုအိုးကျမစိတ်ထင်နေတာပဲဖြစ်မှာပါ ညနေတီတရင်ရိပ်ပင်ကုံဆုံးစားပြူလာသည်အေးတက်ကတကားကောက်စားပြူပြီးအလင်းကတော့ပြပြင်းစဲကျမတို့သည်ညစာစားတော့ရန်ပြင်ကြရသည်နူးမိုင်းလေယာဟင်းလျာများကဒီနေရာသည်ဌာနလိုက်ပြေဆုံးမပေးသည်ဖယုံသည်ပဲသည်များကိုရောနှောချက်ပြုတ်ထားသည်အေးဆက်ဆက်ဟင်းတစ်ခွက်ကော်ရက်ခါသည်နှင့်ကျဲဥကျော်ချစ်မောင်အေးတော့ငရုတ်သည်ထောင်းနနေ့ကကြော်ထားသည်သို့သောငချောက်ကျော်ထမင်းစားမင်းစီသောလေယာ နှုတ်ဆက်ညာသာဆိုသည့်အတိတာမရှိရင်ဘလောက်များကောင်းမည်နီအခုတော့ထမင်းတလုတ်ချင်းမှာပင်ဒီအတိကိုခံစားနေရသည်နှူးမိုင်းလဲထို့အတူထိတ်စားပါဟုကျမကိုသာအတန်တန်ဆိုတော့လေသူကမှထမင်းအရာမယွင်ကျမသည်ထမင်းမျိုးမကြသလိုဖြစ်ရသည်မို့ဟင်းရည်သာဖီတော့ရ၏စိမ့်လွတ်လပ်ပေါ်ပါစွာ စားတော့နိုင်သူကတော့ခလေးငယ်လေးပဲ နောက်ဆုံးတော့လူကြီးနှုံးမှာဆေးရုံလွဲလျက်ကလေးကိုသာစကားဆိုလျက်မျိုးနေကြရပါသည်။တငယ်ချင်းသုံးရရမမောအတူစားတော့ခဲ့ရသောထမင်းဝိုင်းများကတော့အတိတ်မှကျရင်ခဲ့ပြီ။အငေးမြော့တော်လဲနှုံဆင်းညနေသည်လျင်မြန်သည်ဟုဆိုချင်လောက်အောင်ရောက်လာခဲ့ပြီ။ပြန်ပေအုံတော်မိနွယ်ရေးဟုလူမိုင်းဆိုလိုက်လျင်ကျမမျက်နှာကွယ်ကနေပြဲရသည်။မြေးကြီးကြလို့စိတ်ဝင်သည်ဒီစိတ်ကိုပင်ပြောင်းရသည်။အတန်တန်နှုတ်ဆက်စကားဆိုသည့် ကျမ်းမာဤဂူးဆိုင်စီလိုကြောင့်မှစကားအတန်တန်မာကြရသည်နောက်တစ်ချိန်ပဲတော့ပြန်တွေ့မီလဲမရေရာ အနာဂတ်ဒီမရေရာတီချာရေရာတော့ပြစုပ်ပန်ကိုတော့ကျမတို့ဝမ်းမြောက်စွာတစ်ဖက်တွင်တော့ဝမ်းနေနာကျင်စွာပိုင်ဆိုင်ကြရပါပြီဒီနေ့နဲ့ရောက်တော့နောက်ဆုံးမြင်တွေ့ကြရသည့်နူမာဤမျက်နှာရိတ်ကိုပင် တရေရေမြင်အောင်နေပြန်သည်လွမ်းစပွဲပကြီးရိတ်ငိမ့်လို့ သူ့အခန်းရှိမိနေရကိုပြစ်နေရလေးကတော့နှင်းမှုများပိတ်ခါဆဲမှုမမြင်ရသေးပါဘူး။သို့တော့ထိုင်နေရသို့ပင်အတန်းကြာငင်းမျောမိသည်အေးမြအေးမြလုံးသည်ဟုခံစားလာရတော့မှပင်အိမ်အတွင်သို့ဝင်မိပါတော့သည်ပစ္စည်းသိမ်းရန်တရားသည်နည်းနည်းဆယ်နာရီကျော်လင်းကျမတို့အပြန်ခရီးစားမည်အင်းကောင်းပါကိုနှုတ်ဆက်ရပါမည်အဲ့ဒီအကန်းလေးပြန်သွားအောင်မလားအမအတွဲကနည်းနည်းစားပြင်းကလမ်းမေးလိုက်ပါသည်မသွားတော့ပါဘူးအတွဲရဲ့သူကမလာနဲ့တော့လေ သူ့ကိုဒီနေရာကနေပဲနှုတ်ဆက်ပါတဲ့ကျမလေးမင်းညနေကအမတို့ကိုမြင်ရတာစိတ်မကောင်းလိုက်တာကံအကြောင်းပါပဲလို့ဖြေရတာပါပဲအတွေ့ရင်အဆိုင်ကိုတွေ့ရရင်ဘလို့နေမယ်မသိဘူးအခုကိုပဲစိတ်တော်တော်ထိခိုက်လာပြီနောက်စကန်တွေကျမသေးတယ်နော်အမစိတ်တင်ထားအောင် စာနာအပိလိုသူကိုကျမခေါင်းငိပြရပါသည် သူပြောသလိုပဲနောက်ထပ်နောက်ထပ်သောစကန်တို့ကိုကျမရောက်ရအောင်မီကျမ၏ခေကမဆုံးသည်ကျမတို့သုံးသည်နည်းနည်းစာအတူဆရသည် ပြည့်စီများတင်ဆဲကြသည်သူတို့က နောက်နှစ်ပတ်နေလင်ဒီနေရာကိုတကြောပြန်ထလာရမည်မို့စကန်တာဝန်ခံနှင့်သွားတွေ့ကြသည်သည်ဘလိုပင် အချိန်နာရီတို့ကိုကန့်သက်လို့ဒီဆိုဆိုခဲခွာရမိနာရီပိုင်းကတော့အချက်ပေးပြီကျမသည် ကျောပွင့်ကိုအိမ်နံရံ၌မိထောင်ထားခဲ့ကတောင်ကျောထိတ်ဆုံးမဲ့သို့လျှောက်လာပါသည်ရေကူတော့နေမျိုးတို့ကဆဲခဲ့ပြီးနေအောင်ကြီးကနေပွင့်ခဲ့ပါပြီတောတောင်ရေတို့ကိုသူငကိုအလားဖြင့်တွေ့ရပြီးလေပြေကတော့အဆောင်အငွေအသက်ဆောင်သည်ကျမသည်အဝေးသူငီမျောလိုက်၏တဖက်က တောင်ကျောထိတ်ဖက်သို့အကြီးရောက်လင်းခဏရရှိရှိကို တွေ့ရ၏ဒီနေရာကလမ်းကြီးတော်လဲမြေအစင်စင်တွင်တည်ထားသည့်တန်လျာစု ိမ်စုတို့သည်ကလေးတို့စော်ကစားတတ်သောမျိုးငယ်လေးများကအဆောက်အအုံတီးစားသည်များကိုတွေ့ရသလိုပင်အစောဆုံးအခန်းလေးကိုမြင်ဤထိုနောက်တော့အခန်းဘီကကွပြက်လေးစီတို့အကြီးရွှေဤအိုးနူမိုင်းရင်နူမိုင်းသည်ကွပြက်လေးပေါ်တွင်ရက်လျက်ကလေးကိုချီပွေးလျင်သူမျက်နှာပုံရင်းကိုထင်ထင်ရှားရှားမြင်ရသည့်အကွာဝေးမှုတော့လဲသူဆိုခဲ့သလိုပင်အပြန်လန်တွေ့မြင်နိုင်သည်လေသူကိုမြင်ရဤလက်တစ်ဖက်ဝေးရမ်းလိုက်သည်ကိုမြင်ရဤမျက်နှာကိုမမြင်သာသည်ဖို့ ူမျက်ရည်ကျနေသေးတယ်လားကျမမသိကျမမျက်ရည်ကျနေသလားဆိုဒီကိုလည်းသူသိမြင်မီမဟုတ်ပါသို့တော်ရင်းနေသူအပြန်လန်းမြင်ရမည်ဟုပင်ကျမအထင်မှန်နေပါသည်ထိုကနာ၌စိတ်နှလုံးကလာချင်းချင်းသည် နောင်ထိုသို့ပဲသောအကားများနာမနာကျင်နိုင်တော့သလိုစူးကဲများနဲ့စုပ်ချေတိုးစွား၍နှလုံးက သွေးချင်းရှိရှိပန်ထွက်နေသလိုပင်ကျမထင်နေသည် မြင်ကွင်းသည်လည်းမပီတာတော့မြေကြီးစာများကပင်မှုံဝါစီပြီးသို့တော့ငိုရှိုက်၍မရစူးစွနေနေနေနာနာချင်းချင်းနူမာကြီးမြေတောင်ကိုတစ်ချက်တစ်ချက်များကတ်သည်ဖြစ်ကနေထင်ရှားလာတော့အမြင်၌သူ့ပုံရင် ကိုတွေ့လာရပြန်သည် သူလက်ဝိယံဒီကိုမြင်ရပြန်သည်ကျမလက်တစ်ဖက်ကိုအာယူ၍မြောင်းလိုက်သည် သူဘက်သို့နောက်ဆုံးအကြောဖြစ်လက်ဝိယံပြလိုက်ပါသည် သူတွေ့မြင်အမိကိုစိုးရင်ရင်မလို့တော့ရွေလဲစီးကြလာသည့်မျိုးရည်စားတို့ကိုကျမမတို့ဝဲသူဝဲရန်လဲမလို့အတော်ပါပြီဟုတ်ကဲ့ပါရှင်ဆ ्याम မစပယ်ဖြူနူရေးသားထားတဲ့မြောက်ပြားကအလွန်ရာသည်ဝတ္ထုကိုအပိုင်း27အနေဖြင့်မျှဝေပြီးတော့ဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ကျမလည်းတူနားဆင်ပြီးခဲ့ကြသူဒုတိယခြင်းစီတိုင်းကိုလည်းခြေသူအထူးပဲတင်ရှိပါရနော်တော်လန်မိတ်ဆွေအပေါင်းတို့လည်းဘေးရန်တွေအပေါင်းမှာ กินวีလို့ချမ်းမချမ်းသာကြပါစီရှင်